ကျောင်းနေဖွင့်နေကြပြီကျောင်းဖွင့်တာကိုကျောင်းကိုမရရအောင်ဖီအားပေးပြီးတက်ခိုင်းနေတဲ့အခြေအနေကိုလည်းကျွန်တော်တွေ့ရတယ်ကျွန်တော်ကွန်မတီမှာလာရေးရတဲ့ရေဘော်တယောက်ရုပ်ပြနေပြီးသူတယောက်ပေါ့ဗျာလက်လုံးလက်စားရမရရတဲ့အလုပ်ကိုလိုက်လုပ်နေတာတော့ကျောင်းတက်ဖို့ငွေမလုံတော့အတင်းအဓမ္မဖီအားပေးကျောင်းကဆရာမလည်းကျူရှင်မတက်မဖြစ်တယ် ဒါနဲ့ထက်တူမှာမျိုးပြမှာခက်ခဲချက်တဲနေမှုနဲ့အတူမင်းအောင်လည်းကလည်းရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်လုပ်ဖို့ဆိုင်ပြင်းနေပါလေ။အန်ယူဂျီနီတော်လိုင်းအင်အားစုများမှလည်းအထွေထွေထိုးစစ်ကြီးစင်ွယ်ရန်ဆိုတဲ့အပူတမင်းဆောင်ရွက်မှုတွေရှိနေပါလေ။မင်းအောင်လည်းရွေးကောက်ပွဲလုပ်ဖြစ်မလား။လုပ်နိုင်မလား။ အထရီဒိုးစစ်ကြီးနဲ့မင်းအောင်ရွေးကောက်ပွဲကိုရိုက်ချုံးဖျက်ဆီးနိုင်လားဆိုတဲ့ညှော်လင့်ချက်တွေရှိနေတယ်လို့အထရီဒိုးစစ်ကြီးတို့တတွင်တွင်ပြောနေမှုနဲ့ပတ်သက်ပြီးမြေပြင်မှာတကယ်ထရီဒိုးစစ်ဆင်နွှဲနိုင်တဲ့နေအထားအခြေအနေတွေတကယ်ရှိသလားဆိုတဲ့အကြောင်းသုံးသပ်ကြရအောင်ဆိုတော့ဒီကနေ့အချိန်မှာတော့ ကျောင်းကြီးပြန်ဖွင့်ဖို့မလာအပြင်းထန်လုပ်နေကျောင်းကြီးလည်းဖွင့်နေကျောင်းဖွင့်နေပုံနေနဲ့လဲဝါရဖြစ်နေတချို့မိဘတွေကစာဝန်ကြီးချက်တဲမှုကြောင့်ကျောင်းတော်မအပ်နိုင်တဲ့သူအများကြီးပဲအဲ့ဒါကိုမရမကတတ်ရမယ်လို့ဖျားပေးတာရှိတယ်ဝတ်တော့ကားတွေဖမ်းနေတယ်ဘုံကျော်ရတီဝင်ဖမ်းနေပြီလို့သိရပါတယ်လူမျက်ကျော်ဘာမှမပြောဘူးနောက်တစ်ခုကအထွေထူးစေရွေးကောက်ပွဲအင်းဒီနိုင်ငံတွေရဲ့အရေး ဘာတွေဖြစ်နေလဲလက်ရှိအိမ်ကြီးချင်းဒေတာရင်းနိုင်ငံတွေအာဆီယံနိုင်ငံတွေထဲမှာကမ္ဘောဒီးယားနဲ့ထိုင်းနိုင်ငံနယ်စပ်မှာတင်းမာမှုတွေရှိနေပါတယ်နှစ်နိုင်ငံနယ်စပ်တွေမှာစစ်ပြင်းစင်မှုတွေတပ်ပြောင်းရွှေ့မှုတွေလောက်ကိုင်းနေသလိုဝါနေပတ်သက်ပြီးတော့လေထိုင်းနိုင်ငံကပြောဆိုထားချက်တွေရှိပါတယ်ဘူးစီဝါတဲ့ပတ်သက်တဲ့ကိစ္စဒါပြင်မှာယူကရိန်းရဲ့ ပီဘီဒရုန်းထိုးစစ်ကြီးကြောင့်ရုရှားဟာပလက်လန်သွားတဲ့အခြေအနေမှာထပ်ပြီးခရိုင်းမီးယားကိုတွေ့ထားတဲ့တံတားကိုထပ်ပြီးဖောက်ခွဲတိုက်ခိုက်တဲ့အခြေအနေကိုလည်းတွေ့ရပါတယ်။အဲ့တော့သတင်းတောက်တွေကမင်းမြန်မှုမှာယူကရိန်းသမ္မတကိုမေးတယ်ပေါ့နော်။ဒီလိုတိုက်ခိုက်မှုတွေပတ်သက်ပြီးရုရှားဘက်ကပြင်းပြထန်ထန်တုံ့ပြန်မှုတွေလှုပ်လာခဲ့ရင်ဘယ်လိုလုပ်မလဲလို့မေးတဲ့အခါ ယူကရိန်းတမနာကဘာပြောလဲဆိုတော့ဇာလန်စကီတကောင်းတဲ့အညံ့မနဲ့တော့ပါဘူးဗျာကျွန်တော်တို့နိုင်ငံကပြည်သူတွေဟာရုရှားဒုံးကျည်တွေကြောင့်နေစဉ်တည်ကြည်ပျက်စီးမှုတွေကိုကျွန်တော်မခံစားနိုင်ဘူးကျွန်တော်မိကုံရန်ကုန်တိုက်မယ်ဆိုတဲ့စကားမျိုးပြောပါတယ်ကျွန်တော်တို့တော်လန်ရေးကားကျွန်တော်တို့ပြည်သူတွေနေ့စဉ်သေးသေးပျက်စီးအတိဒုက္ခရောက်နေတာ ਨੇ ပတ်သက်ပြီး မိကုံရန်ကုန်တိုက်မယ်တကောင်းထက်မျက်မနဲ့တော့ပါဘူးဆိုတော့အစုံစုံတိုက်ပွဲဝင်အောင်စိတ်ရှိနေပြီလားဒါရင်ကြားမှာပြောမယ်ပထမပိုင်းမှာတော့ကျွန်တော်တို့ဒီနေ့တေဘောဘုစကန်သိန်းတိုက်ပွဲကြီးကိုအားလုံးနဲ့ဗီဒီယိုထဲမှာကြည့်ပြီးဖြစ်မှာပါဗီဒီယိုထဲမှာကြည့်ပြီးဖြစ်မှာဖြစ်တယ်လို့ စကမ်းမိတ်တိုက်ပွဲမှာရရှိတဲ့လက်နက်ခဲရဲအများအပြားကိုလည်းအားလုံးတွေ့ကြရမှာပါ။ဒါဟာကရင်ထိုးစစ်ကရင်ထိုးစစ်တရွေ့ရစစ်ရှိန်မြင့်လာတဲ့ကရင်ရဲ့ထိုးစစ်အခြေအနေတေဘောဘပြူဟာပြူဟာမှုတယောက်ပါမိပြီဖြစ်တယ်လို့မိတယ်မိတယ်လို့ဆိုရမှာဖြစ်တယ်လို့နောက်ဆုံးသတင်းများအရတော့တေဘောဘပြူဟာကိုဖက်စစ်တပ်ဟာလင်ကြောင်းနဲ့ဘုံကျဲပစ်ကူပေးပါတယ် ါပေမဲ့မှားကျင်းပြီးတဲ့အတွက်ဖက်စစ်တပ်ကတုတက်သားအယောက်30လောက်ထိတ်သွားတယ်လို့ကျွန်တော်တို့သိရှိရပါတယ်အဲ့တော့ဒီကနေ့မှာတေဘောဘိုးကရင်မြန်မာ time နော်မြန်မာ time နဲ့ဇက်တလျှောက်ကတိုက်ပွဲများနဲ့ပတ်သက်ပြီးသတင်းထုတ်ပြန်ရေးတွေနဲ့ပတ်သက်ပြီးသတင်းတွေဥစွာထုတ်နေတယ်စောနေတယ်ဆိုပြီးတော့အငင်းပွားမှုတွေအနေငယ်တွေတွေ့ရပါတယ်မြေပြင်မှာ ညီပြင်းအချင်းကြီးကိုမဆောင်ပဲပေါ့နော်ဗီဒီယိုတွေတက်လာတယ်ဟွာတွေတက်လာတယ်မီဒီယာတွေကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာဒါနဲ့ပတ်သက်ပြီးကျွန်တော်အကြံပြုလိုတာကအာခတ်တက်တော်အင်းနဲ့ပူပေါင်းတက်တွေနဲ့ပတ်သက်ပြီးပြင်းထန်တဲ့စီကံတစ်ခုရှိပါတယ်အာခတ်တက်တွေနဲ့အာခတ်တက်တော်အင်းနဲ့မဟာမိတ်တက်မှန်သမျှဟာဖုန်းနဲ့ဗီဒီယိုရိုက်ပိုင်ခွင့်လုံးဝမရှိပါဘူးသတင်းထုတ်ပြန်ပိုင်ခွင့်မရှိပါဘူး အာခတတ်တော်ဥဆောင်လာတဲ့တပ်ပေါင်းစုတစ်ခုလုံးမှာသတင်းထုတ်ပြန်ပိုင်ခွင့်ကိုအာခတတ်တော်ကပဲခြိုင်ထားတော့တွေ့ရပါတယ်။လောက်ကန်ဆောင်ရွက်မှုတွေစနစ်တကျတိတ်တက်မှုတွေဖြူဟာအခင်းချင်းလက်နက်ခဲယမ်းကအစအာခတတ်တော်ဟာစနစ်တကျစီမံခန့်ခွဲမှုကိုလှုပ်ဆောင်နိုင်တာတွေ့ရပါတယ်။ဒါကြောင့်မို့ဒီဘက်ကရင်ထိုးစစ်ဆက်လက်အရှိန်မြင့်လာမယ့်ခင်ထိုးစစ်မှာအထူးအကြံပြုချက်ကတော့ လက်ကင်ဖုန်းများနဲ့ဗီဒီယိုရိုက်ကူးခွင့်တရင်တင်ခွင့်တရင်ပို့ခွင့်ဒါတွေကိုသက်ဆိုင်ရာစစ်ကြောမှုစစ်သူကြီးများကတင်းတင်းကြပ်ကြပ်အမိန့်ထုတ်ပြန်ပြီးကန့်တတ်ထားဖို့လိုပါလိမ့်မယ်လေကြောင်းပုံရိပ်မှုရဲ့နောက်ဆက်တဲ့ကိစ္စတွေဟာတရင်တွေကြိုထွက်မှုလို့ကောက်ချက်ချလို့ရနိုင်တယ်လို့တစ်ဖက်မှာလည်းရန်သူဟာကိုယ့်ရဲ့မြေပြင်ရေပြင်အနေထားတွေလေပြင်နေထားတွေ location အနေထားတွေကိုကြည့်ပြီးတော့ဒီကောင်တွေအင်အားဘယ်လောက်ရှိတယ်ဒီကောင်တွေဘယ်လိုတိုက်သွားတယ်ဒီကောင်တွေဗီဒီယိုတွေကဘယ်အချိန်မှာထွက်လာတယ်ဒီကောင်ဒီအချိန်ဆိုရင်ဘယ်လောက်မှာရောက်နေပြီဆိုတော့မှန်းဆချက်တွေနဲ့တံပြန်တိုက်စစ်တွေတံပြန်တုတ်ပြန်မှုတွေဖြစ်နိုင်တာကိုလည်းတွေ့ရပါတယ်ဖြစ်နိုင်တာလည်းရှိပါတယ်เนาะဆိုတော့ဒီနေရာမှာကင်းရထိုးစစ်ဆက်လက်အရှိန်မြင့်မှုနဲ့ပတ်သက်ပြီးအောင်ဝေးရလိမ့်မယ်လို့ယုံကြည်သလိုကဲနဲ့လေ KMDO PDF ပူပေါင်းတက်တွေရဲ့ သက်စွန့်ဆံပြားမြေပြင်မှာမိုးရေရေတဲ့ကြားမှာကြားကုတ်ကြားခဲဥဆွေးဆံမြေတိုက်ခိုက်သိမ့်ပိုက်ဆောင်ရွက်နေမှုတွေကိုလည်းဂုံယူကြောင်းလေစာကြောင်းဒီနေရာကနေကျွန်တော်တို့ပြောလိုပါတယ်တစ်ဖက်မှာလည်းသတင်းထုတ်ပြန်မှုနဲ့ပတ်သက်ပြီးတသက်အနေမြေတာဝန်ခံတွေစစ်ဒေသမှုတွေစစ်ကြောင်းမှုတွေကတိကျတဲ့ကန့်သတ်မှုတွေနဲ့ဆောင်ရွက်ထားဖို့လိုအပ်တယ်လို့ကျွန်တော်ပြောလိုပါတယ် ဒီကာလမှာသတင်းဝါဒဖြန့်ချီရေးနဲ့သတင်းမိုင်းဆိုင်ရာတွေဟာအင်မတန်ရှုပ်ထွေးမှုတွေဖြစ်ပြီးတော့ပြည်သူလူထုအများအားကျွန်တော်ဗီဒီယိုလူလူမျိုးပေါ့နော်တော်လိုင်းသတင်းတွေကိုနှစ်နဲ့ချီနှစ်နှစ်သုံးနှစ်လေးနှစ်ကြည်လာတဲ့သူတွေတော့သတင်းမိုင်းဆိုင်ရာဝေဝေချမ်းနားလည်နိုင်မှုတွေကိုဟုတ်စူးစမ်းနေရတော့ပဲရှိပါသည်။နောက်ပြည်သူလူထုဟာအင်တာနက်မရတဲ့ကြားအင်တာနက်တွေဈေးကြီးနေတဲ့ကြားကဗီဒီယိုတွေကိုကြည့်ကောမတ်တွေပေး အားတိုက်အားတိုက်အင်သက်တယောပေါ့နော်အင်တိုက်အားတိုက်အားသက်တယောမလီကားတွေမှာဒီနေ့ချိန်ဒီနောက်တွန့်သွားတာကိုတွေ့ရပါတယ်ဒီနေ့မှာကျွန်တော်ထည့်သွင်းပြောကြားလို့တာကကျွန်တော်တို့ဗီဒီယိုဆိုဒီနေ့ကို upgrade တသိန်းနီးပါအရင်ကတော့2သိန်း3သိန်းကြီးကြတယ်ပေါ့ဗျာအခု internet တွေရှားပါမှုနဲ့အကြောင်းကြောင်းကြောင့်ကုန်စည်နှုန်းကြောင့် internet ဘေးဈေးကြီးမှုကြောင့်အဆအဆကြောင့်ကြီးစုသူအကြီးအတွက်ကြဆင်းသွားလာတာကိုလည်းတွေ့ရပါတယ်ဒါဟာပြဿနာမဟုတ်ပါဘူး ဒီကြီးကျယ်သူအရေးအတွက်ကြာဆင်းမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လိုက်လံလေ့လာကြည့်တဲ့အခါကျတော့ဒေါ်လာအေးကိုစိတ်မပါတော့လို့မဟုတ်ဘူးအင်တာနက်ပြီးအခြားသောလူမှုရေးရာကိစ္စများအပအဝင်ပေါ့နော်အကြောင်းမျိုးမျိုးကြောင့်ဒီဒီငလင်းကာလနောက်ပိုင်းမှာကျွန်တော်တို့ဒီဒေါ်လာအေးဘက်က channel တွေအဓိကပေါ့ကြီးစုသူတွေအားလုံးဒီပါကြာဆင်းကုန်တာတွေ့ရပါတယ်ဒါဘာကိုပြောနေတာလဲဆိုရင်စစ်တပ်ဟာ သတင်းအပေါင်းချဖို့ကိုနှီးမျိုးစုံနဲ့လုပ်နေတာကိုသိစေချင်တာဒီနေရာမှာတစ်ချက်ကကျွန်တော်ဗီဒီယိုကြည့်တဲ့လူတွေထဲမှာတို့မြန်မာပြည်ဟာ69ရာခိုင်နှုန်း66ရာခိုင်နှုန်းဖြစ်ပါတယ်ဒုတိယထိုင်းနိုင်ငံတတိယ USA ပေါ့စတုဒ်အင်္ဂလန်ဂျပန်နော်ဝေးအစရှိပြီပေါ့တကမ္ဘာလုံးကလူတွေကတော့အ ਨੇ အများဆိုသလိုကြည့်ရကြည့်ကြပါတယ်ဒါပေမဲ့အဲ့ဒီနေရာမှာကျွန်တော်တခုသွားသတိထားမိတာက တချို့ဟာ TikTok ပဲတုံးကြတော့တာမျိုးတွေ့ရတယ်လို့တချို့ဟာ Facebook ပဲတုံး YouTube ကိုတုံးဖို့လိုပါတယ် YouTube ကသတင်းတွေ YouTube ကသင်ကြားရေး program တွေကိုကြည့်ဖို့လိုပါတယ်လို့ကျွန်တော်မျှဝေပြောကြားလိုပြီးထိုင်းနိုင်ငံမှာဆိုရင်ကျွန်တော်လုံသားဥယျ၈တန်းလောက်ထဲမှာတော်လိုင်းဗီဒီယိုတွေကိုကြည့်ရလို့3000နဲ့9000 10000 10000ကျွဲချမပို့နေတာကိုကျွန်တော်တွေ့ရပါတယ်အဲ့တော့ထိုင်းကရှိတဲ့ရွှေပြောင်းလူသမားတွေဟာမြန်မာဒေါ်လာရေးအပေါ်မှာ လူတော်တန်းတာအကူညီတာတွေကိုလည်းကျွန်တော်တွေ့ရတယ်လို့ရှိတယ်လို့ Facebook ဂျူဂျူတွေကိုမသုံးဘဲ TikTok ကိုသာအများဆုံးအသုံးပြုတာမျိုးကိုလည်းကျွန်တော်တွေ့ရပါတယ်ဒါအလကားပြောနေရင်မဟုတ်ပါဘူးအဲ့တော့ Facebook ဟာ TikTok လူသုံးများလာတဲ့အမျှ TikTok မှာစကောင်းစီစိုက်ဝါထဲလူတွေပို့ပို့မွေးထုတ်လာတာကိုလည်းတွေ့ရပါ ဒါကြောင့်မို့ကျွန်တော်တို့တော်လိုင်းကြီးကိုလုံးဝခက်ခဲပြီးမပါနိုင်ခဲ့ရင်တော့ပြပကသူတွေအနေနဲ့တော်လိုင်းဗီဒီယိုလေးတွေကိုဖွင့်ထားပေးကြည့်ထားပေးခြင်းအားဖြင့်ဒီလူတွေအားတစ်ဖက်တစ်လမ်းမှာတော်လိုင်းကြီးကိုအထောက်အကူလူမသိသူမသိပြုတ်နေတယ်ဆိုတော့ကိုသိစေခြင်းလို့ကျွန်တော်ဒီစကားကိုပြောတာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုမှာမဟုတ်ပါဘူးတော်လိုင်းကြီး channel ကိုဖွင့်ထားပေးလိုက်ပါ မကြည့်ချင်းနားမထောင်ချင်းဖွင့်ထားပြီးရင်ပလန်ကြီးကိုတပတ်တလန်းကအကူညီနေတယ်လို့ပါပဲလို့မြစ်တာရက်ခံပြောကြားပြရစီသတင်းကြီးဆက်လိုက်ရ ayi ဒီကနေ့တော့ယူကရိန်းရဲ့ဂရက် FVB drone နဲ့တိုက်ခိုက်မှုရဲ့နောက်ဆက်တွဲမှာဖက်စစ်တပ်ဟာဖက်စစ်တပ်ဘာလုပ်လာလဲဆိုတော့ကသူ့ရဲ့လေယာဉ်တွေကို FVB drone နဲ့တိုက်ခိုက်မှာစိုးတာကြောင့် ကိုယ်တော်နဲ့အကုန်ထဲ့တော့ခတ်ထားဆိုတဲ့အမိမျိုးတွေထုတ်ထားထုတ်လာတာကိုတွေ့ရပါတယ်တနေရာထဲမှာအကြာကြီးရပ်မထားနဲ့အဲဆိုပြီးတော့ဗောနော်ဆိုတော့ဒီအခြေအနေတွေကိုတွေ့ရပါတယ်ရပါတယ်ကိုယ်တော်နဲ့ထဲ့ထားတော့တစင်းမပြည့်ရတာဗောပြန်ကျင်းနေအစင်းကြီးများများပြည့်ရတာဒါနဲ့ပတ်သက်ပြီးဆက်ဆက်တယ်ပြောကြလို့တော့ FVV drone ဆိုတာကနီးပညာနှိပ် drone လို့ခေါ်လို့ရပါတယ်နီးပညာမြင့် drone မျိုးမဟုတ်ပါဘူး အရင်ရှေးရိုးနီးတွေကိုအသုံးပြုပြီးကျိုးနဲ့လွတ်တဲ့ drone လို့အချမ်းမြင်ပြောလို့ရပါတယ်ကိုဝိုင်ဖိုင်ဘာကိုရက်နေပေါ့ဗျာနော်အဲ့တော့အဲ့ဒီ drone မျိုးဟာကျွန်တော်တို့တော်လိုက်တက်ပြီးကောင်းကောင်းလုံနိုင်တာကိုကျွန်တော်တို့သိရှိပါတယ်ဒါကြောင့် FA drone တွေမများများလှုပ်ပြီးလေတပ်ဌာနချုပ်တွေမှန်သမျှကျွန်တော်တို့ခြေမှွတ်နိုင်ဖို့စ조사လိမ့်မယ်လို့ယုံကြည်သလိုစ조사မယ်လို့လည်းယူဆပါတယ်နောက်တစ်ခုအနေနဲ့ကစစ်သက်ကဘာလုပ်လာလဲကြည့်ကြရအောင် ဖက်စစ်တပ်မှာအငိမ့်သားယူလာတဲ့ဗိုလ်မှုဗိုလ်ချုပ်စစ်မှုတန်းဟောင်းမှန်သမျှဘာတွေဖြစ်နေလဲဆိုတော့ကျွန်တော်ကပဲ allergy review channel မှာပြောသလိုပဲကိုမပုံတင်ကိုကင်လို့သွားရဲတော့ပါဘူးတနတ်တွေဝယ်ပြီးတော့ license နဲ့တနတ်တွေကင်ဆောင်ပြီးလိပ်စာတွေအပြောင်းရွှေ့လုပ်ပြီးကြီးလန့်စာစားဖြစ်နေတဲ့အခြေအနေပါတကယ်ကိုဖြစ်နေတာပါအဲ့ဒီသက်တည်ပြချက်ကတော့အရှိမချိုးထွန်းအောင်မနေ့ကဖမ်းလိုက်တဲ့ကြော်လင်းကြိုင်နောက်တဲ့အရှိမတပ်ဖမ်းရတဲ့တူရင်ထွန်းဆိုတဲ့ ဘုံမှုချုပ်တွေဘုံချုပ်အဆင့်ရှိသူတွေစစ်တိုင်းမှုတွေတက်မှမှုတွေအကုန်လုံးနှီးပါဖန်စီခံရတဲ့အပြင်ကိုမြို့ပြပေါ်တိအမဲလိုက်ခံရတဲ့အခြေအနေမှာဖတ်စစ်တဲ့အတိုင်းဝိုင်းတစ်ခုလုံးကြီးလန့်ဆာဆာနဲ့ထိတ်လန့်တုန်လှုပ်နေကြတာဘူးတော့ဘယ်သူမှငြင်းလို့မရပါဘူးသူတို့ကမေးကြည့်လိုက်ပါသူတို့ကြောက်နေပါ သူတို့ကြောက်နေပြီဖြစ်တယ်လို့ကြောက်ဖြူမှာဘာဖြစ်တယ်လဲဆိုတာလေးပြောပြချင်ပါတယ်။မနေ့ကကျွန်တော်ပြောခဲ့တယ်မလား။ကြောက်ဖြူမှာအရကတတော်ဤဒိုးစစ်စင်မှုကြောင့်အစုလိုက်အပြုံလိုက်ပိတ်ဆုံးမှုတွေအများကြီးဖြစ်တယ်။အဲ့ဒီတေဆုံးသူတွေထဲမှာမှအစုလိုက်အပြုံလိုက်မြုံနံခံရတဲ့အရာရှိအယောက်40ဇင်းကိုကျွန်တော်ပြောပြချင်တယ်။ဘောမတွေ စာရဖတ်ရင်ကြည်နေရင်စောင်းနဲ့ဘောပင်နဲ့မှတ်ပြီးတရင်ပို့လိုက်ပါအဲ့ဒီကောင်းနေအကုန်ဖေးပါပြီဆိုတဲ့အကြောင်းအဲ့တော့ဘုံမူကစပြောရမလားဘုံကြီးကစပြောရမလားဘုံမူကြီးကစပြောရမလားဆိုတာကိုရွေးချယ်ကြရမှာဖြစ်ပါတယ်စလိုက်မယ်ဘုံမူစောသူဘုံမူအောင်ကိုငိဘုံမူဇာနီငိမ့်ချက်ကဇော်ရဲရှိလေဒူရီယာဘုံမူကြီးဂျန်နောင်ဝင်းဘုံမူကြီးဝေဖြိုးကျော်ဘုံကြီးမိုးကျော်ကျော်ရှိဘာကစောအောင်လင်းထွန်း ဘုံကြီးရဲဝင့်အောင်ဘုံကြီးမင်းခန့်ဘုံကြီးရွှေသွေးဟိမင်းထက်နေလင်းထားဘုံကြီးမင်းသူဘုံမူးမင်းသူဘုံမူးကြီးနေလင်းအောင်ဘုံကြီးနေလင်းကြော်ဘုံကြီးအောင်မျိုးဝင်ဘုံကြီးအောင်ခင်စော်ဘုံကြီးအောင်ကြော်ညာဘုံကြီးကြော်ကြော်လေကြော်မျိုးထက်ဘုံကြီးကြော်စွာဟေးတော့ဝေစဉ်ထုံဖိုးထဝေအောင်ရဲကုတ်ဦးဇော်မင်းဦးစွန်ဝေစွန်ဝေကတော့တက်ကြက်ဖြစ်ပြီးရန်နိုင်ဟိမင်းအောင်ကြော်ဝင်ရန်ထုံတော့ကလည်း အခြားတက်သားတွေလို့အခြားတက်သားတွေဖြစ်နိုင်ပါတယ်နော်ဆိုတော့ဒီလူတွေကိုဒီရဲဘော်တွေပေါ့နော်ဒီပုံမှုပူကြီးတွေအစုလိုက်ပြုတ်လိုက်တဏ္ဍကုံတော်မတင်နိုင်ပဲမြုံနံမြုံနံခံရတယ်လို့ကျွန်တော်သတင်းများကြားသိနေရပါတယ်အဲ့တော့စစ်တပ်ကកောင်ကြီး confirm လမ်းလောက်ပါဦးပေါ့နော်မင်းတို့កောင်ကြီးတေကုန်ပြီဟေးလို့ပဲပြောပြချင်ပါတယ်အဲ့တော့ ခြားအရာရှိတွေအခြားတက်သားတွေအများပြားရှိပါသေးတယ်ကျွန်တော်တို့စိတ်ရင်းကောက်လို့တည်င်းမရလို့ပဲเนาะဒီအခြေအနေကိုကျွန်တော်တို့ညီရတဲ့အခါကျတော့ဖက်စစ်တာကြောက်နေပြီတိုးတော့ထွက်ပေါက်ရအောင်ရှာလိမ့်မယ်ကွာဘလို့ထွက်ပေါက်ရှာမှာလေဘလို့ထွက်ပေါက်ရှာမှာလေအနည်းဆုံးတော့ပြောလို့ရတာကတော့ရွေးကောက်ပွဲနဲ့ဖြစ်ပါတယ်အဲ့တော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးထွက်ပေါက်ရှာဖို့အတွက် စစ်တပ်အပြင်ထံလောက်နေတာကိုတွေ့ရပါတယ်။ထပ်ပေါက်ဖြစ်မလားတိတ်ရင်းဖြစ်မလားတော့ကျွန်တော်တို့မပြောတတ်ဘူး။သို့တော်ရွေးကောက်ပွဲလုပ်ဖို့တော့ပြင်ဆင်ထားသလိုဒီနေ့ပဲနောက်ဆုံးသတင်းများအရရွေးကောက်ပွဲကိုညနေ60ကြော်မှလုပ်မယ်ဆိုတဲ့သတင်းထုတ်ပြန်တွေ့ရပါတယ်။အဲ့တော့တစ်ဖက်မှာလည်းမြို့သားညီညွတ်ရေးအစိုးရအပါအဝင်ဒေါ်လင်းအင်အားစုတွေရဲ့အထွေထွေထိုးစစ်ကြီးဆင်နွှဲမယ်တစ်ဖက်မှာလည်းရွေးကောက်ပွဲလုပ်မယ် တစ်ဖက်မှာလည်းအပြစ်တွေရက်နေရတယ်ဒါပေမဲ့နေ့စဉ်တိုက်ပွဲတွေတော့ဖြစ်နေတယ်အဲကျွန်တော်တို့တော်လန်ကြီးအခြေအနေဟာအရန်ကိုရှုပ်ထွေးပြီးနားလေရခတ်တဲ့အခြေအနေမှာအရှုပ်တဲမှာရှင်းအောင်ကျွန်တော်ချင်းချင်းလင်းပြောချင်တာကအထူးရီထိုးစစ်ကိုဒီဇင်ဘာမတိုင်ခင်စကြဖို့လိုပါတယ်ဒီဇင်ဘာမှာရွေးကောက်ပွဲလုပ်မယ်ဇူလိုင်မှာအရေးပေါ်ကာလပြတ်ထမ်းမှုအရေးပေါ်အခြေအနေရုပ်သိမ်းလိုက်ပြီးတော့ ယူကောက်ပွဲလုတ်ရန်ဆိုတဲ့အရေးပေါ်အခြေအနေကိုရုပ်သိမ်းပြီးစမယ်ဆိုတော့ဒီဇင်ဘာမှာယူကောက်ပွဲလုတ်ကိုလုတ်ပါလိမ့်မယ်။အဲ့ဒီကာလတွေမှာထူထူထိုးစစ်ကိုစင်နိုင်မှုလုပ်ပါလိမ့်မယ်။အဲ့တော့ထူထူထိုးစစ်နိုင်ငံလုံးဆိုင်ရာစစ်စင်ရေးနိုင်ငံလုံးဆိုင်ရာ operation နဲ့အတူကျွန်တော်တို့အားလုံးအဆင်သင့်ဖြစ်ပြီလား။ဒီအပိုင်းမှာတော့ကင်းထိုးစစ်စလာတယ်။ကင်းယူကင်းနယ်ထိုးစစ်ကြီးအကြီးကြီးစလာတယ် ပမောင်မြို့သိန်းတိုက်ပွဲကတော့6လပြီးခဲ့ပြီ။ကျွန်တော်တို့အာရခတ်တက်တော် AA ကတော့ဒီကနေ့ MPD တာဝါတိုင်းဂုံးကိုသိမ်းလိုက်ပြီးဖြစ်တယ်လို့။ငတိုင်းတော်ရေနံတာဂိတ်အနီးကအနီးမှာပေါ့ဗျာနော်။တမရစ်ဖျားလာအဲအဲ့နားမှာပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပြီးတရင်မှုတကောင်မသာပေါ်ရတဲ့အခြေအနေဖြစ်ပါတယ်။ AI ရိုင်းစစ်မျက်နှာကိုပြန်လဲစတင်လိုက်ပြီလားလို့ စဉ်းစားစရာရှိတယ်လို့တပတ်မှာကြောက်ပြူထိုးစစ်နဲ့ပတ်သက်ပြီးပြင်းပြထန်တဲ့တိုက်ပွဲဝင်နေတယ်ရက်တက်ရင်32ကိုတိမ့်ပိုက်ခြားလိုက်နိုင်ပြီဆိုတဲ့သတင်းများရှိပါတယ်ဒါပြင်မှာကျွန်တော်တို့ဒီကျွန်တော်တာဝါတိုင်းဂုံးအမ်ပရန်လန်းဘဝထင်နေဗျအဲ့နေရာကိုကျွန်တော်တကြမမှတ်မိလို့နော်အမှားပါဆိုတော့တာဝါတိုင်းဂုံးကိုလည်းသိမ်းလိုက်ပြီလို့ကျွန်တော်တို့သိရပြီးတော့ အပြည့်ရတယ်လို့ဆိုတော့ပေမဲ့မြေပြင်တိုက်ပွဲတွေကတော့ဖြစ်နေတယ်အဲ့တော့ဒူရီဒိုးစစ်နိုင်ငံလုံးဆိုင်ရာဒိုးစစ် nationwide operation ဆိုတဲ့ဟာကြီးစဖို့အစဉ်သစ်ဖြစ်ပြီလားအဓိကဖြစ်နိုင်ခြေကတော့ကရင်ဒိုးစစ်ကြီးနဲ့အတူရန်ကုန်ဘကုန်းနေပြီးတော့စစ်ရေးလမ်းကြောင်းတစ်ခုစစ်ချီလမ်းကြောင်းတစ်ခု MDYPDF TNLA အစရှိတဲ့ပူပေါင်းတပ်တွေရဲ့မန္တလေးစစ်မျက်နှာတစ်ခုမြင်းညာခရိုင်တပ်ရင်းများနဲ့ ဒီဒီပကဖရီပူပေါင်းထားတဲ့တက်တွေနဲ့ပတ်သက်ပြီးတော့နထိုကြီးစီမီကိုမလှိုင်ပေါ့ဗျာနော်တကြောစစ်ကြောင်းတစ်ခုဆောင်းပြောင်းပင်လောင်းတကြောကကင်ဒီရဲ့တတ်တော်တစ်ခုချီဒီလိုအခြေအနေမျိုးကိုဟန်ချက်ညီလုံနိုင်မယ်ဆိုရင်တော့အထွေထွေထိုးစစ်ဟာမျိုးပြစီကိုဒီဇင်မာလာမတိုင်ခင်ရောက်လာနိုင်ပါတယ်သို့တော့ လက်ရှိမြေပြင်တပ်တွေရဲ့အနေအထားတွေအတန်တွေကိုကြားရတာကတော့မိုးရင်းရိခါတွေအလူခံနေရဆဲပါလက်နက်ကြီးတွေနဲ့ပတ်သက်တဲ့အဝေးပြစ်တာဝေးပြစ်120မမတွေ60မမတွေအဆင့်တစ်ဖြစ်ပြီလားပြအားကောင်းပိုက်ဖိုင်နေငခြင်းမီလို့ဟာတွေတက်စိတ်တက်စုတက်ခွဲတက်ရင်းလိုက်တက်ဆင်နိုင်ပြီလားဆက်သွေးရေးစနစ်အဆင့်တစ်ဖြစ်ပြီလားအုတ်ချုပ်ထောက်ပံ့တဲ့ပတ်သက်ပြီးမဟာပြူရာရေးဆွဲထားပြီးပြီလား ါတွေနဲ့ပတ်သက်ပြီးမရှိပဲ online စာမျက်နှာတွေထက်မှာလူကြားကောက်အောင်ပြောပြောနေကြတယ်ဆိုရင်တော့ဒီတစ်ခါပြည်သူလူထုရဲ့ယုံကြည်မှုဟာစိုးရိမ်ရှင်မှန်းကိုရောက်သွားပါလိမ့်ကျွန်တော်တို့ကတော့ authority တိုးစစ်ကြီးနိုင်ငံလုံးဆိုင်ရာ operation ကြီးတစ်ဆယ်နှစ်ဆက်ပုံပထမအလိုင်းတွေကဟာကြီးကိုကျွန်တော်တို့ကမျော်လင့်တောင်းတနေပေမဲ့စကိုင်းတခွင်ကြားရတဲ့သတင်းတွေနဲ့အပြင်တရင်တပ်ဖွဲ့အသီးသီးက campaign တွေ အလူကန်ပို့စ်တွေအားလုံးကိုကြည့်လိုက်ဧရာဝတီကမ်ပိန်းကအစပေါ့ဗျာအခုမှရှအခုမှစတိမ်ဘလောက်ပါဆိုပြီးအလူခံနေရတဲ့အခြေအနေပဲလားလို့ကျွန်တော်တွေးမိပေါ့နော်အဲ့တော့ကျွန်တော်တကယ်တိုက်နိုင်ရင်တော့ဒီစင်မှာမကုန်ခင်တိုက်မှရပါလိမ့်ဒါကြောင့်မို့တကယ်တွေဒိုးစစ်ကိုစမယ်ဆိုရင်နံပါတ်1တရင်တက်ဖွဲ့လိုက်လက်နက်လူသူခရယံတက်စင်မှု စနစ်ရစီမံခံခွဲမှုတာဝေးပြတာနီးပြလက်နက်ကြီးတက်များစီစဉ်မှုအထူးလှူရှားတက်များနဲ့ရန်သူကိုအာယုံနှောက်မှု လေတဲ့နေတဲ့ဌာနချုပ်များအား FVB drone ရှော့လိုက်ဒုံးများနဲ့ဒရဇက်တိုက်ခိုက်ပစ်ခတ်ပြီးရန်သူကိုရှုံတဲ့ရှုံအောင်လှုပ်ထားနိုင်မှုကြီးစံပြပြအပြင်းနဲ့စက်တနတီ .5 ဒီငချင်းမီဒီ တရင်လိုက်တက်စိတ်လိုက်တက်ခွဲလိုက်ပေးအပ်ထားနိုင်မှုတားပြင်မှာမောင်းမြန် rivalry တရင်တိုင်းတရင်တိုင်းမှာအစင်သည့်အလက်စီပြည်နေမှုအဲဒါရီပြင်ဆင်ထားဖို့လိုပါတယ်အခုတော့ကျွန်တော်တက်တဲ့ဆန်လူခံရလုံးမေးကိုတွေ့ရခြင်းအဖြစ်တော့မတိုက်နိုင်ရင်မပြောကြပါနဲ့အခုဒီကနေ့ထွက်ပေါ်လာတဲ့သတင်းများ KAI တနန်းစင်းများနဲ့ AOD ကို ဧရာဝတီမှာပူပေါင်း A နဲ့တူပူပေါင်းတိုက်ပွဲဝင်နေဆိုတဲ့သတင်းတစ်ခုတွေ့ရတယ်ကြိုဆိုတယ်ဝမ်းသာတယ်သို့တော့ ARV တိုက်ဟာပို့ပြီးတော့စစ်ကောင်စီရဲ့လက်ထဲမှာ ARV တိုက်တိုင်းလုံးနီးပါးရောက်နေတဲ့အတွက် ARV တိုက်ကပြည်သူလူထုဟာပုံမူချက်တဲမှုပုံမူအစစ်ဆေးခံရမှုပုံမူအဲဒီအဲ့လိုမျိုးတွေခံခံရတာကိုတွေ့ရတယ်ပေါ့နော်အဲကျွန်တော်တို့အရှိမအနည်းစားဆုံးတော့သခိုင်းမှာယုံလာဖွင့်မယ်လို့ပြောတာကြောင့်သခိုင်းတခွင်တော့ဘုံကျဲနေခံရတဲ့အခြေအနေမျိုးတွေမဖြစ်စေချင်ပါဘူး အဲ့တော့အာဂတ်တော်အေးကိုအတူယူကြပါလို့ပဲနေကုန်းချုပ်ပြောချင်ပါတယ်အာဂတ်တော်အေးရဲ့သတင်းစီမံခံခွဲမှုစည်ရေးဗျူဟာခင်းမှုအုတ်ချုပ်ထောက်ပံ့တဲ့ရှင်မမာမိတ်တပ်တွေအားလုံးကိုညီရင်ကိုကဲ့သို့နှွေးထွေးစွာဆက်ဆံကအောင်ပွဲကိုရယူပေးနိုင်မှုတွေဟာညီမຫນွေဦးတော်လိုင်းရေးမှာစံပြတတ်တော်အဖြစ်သတ်မှတ်ရင်း ဖွေတွေထိုးစစ်ကြီးစနိုင်အောင်စတင်ပြင်ဆင်မှုတွေလုပ်ပြီးချီပါကန်ဒီမှာတော့ချီခွင်းပေါ့မရှာကြပါနဲ့လို့ပြောရင်ဒီညတော့ဒီတော့ပါအားလုံးကိုကျေးဇူးတင်ပါ